နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတုတ္တဓမ္မဒီပလိုမာ level 2တရားကောင်းစဉ်စိတ်ဤအတွေးများ မေကွန်းနှင့် အဖြေများစေစေတသိက်တို့ဤသဘောတဘာဝကို ရေးပြ၍ကာကြီးအတွေးနဲ့စိတ်ခါခွေအတွေးမဲ့စိတ်တို့ဤအရေးအတွက်ကိုလည်းသင်ချာမြပြခဲ့ပါစိတ်ဆိုသည်မှာအာယုံကိုတိတက်သည့်သဘောဖြစ်ပါသည် စေတသိက်ဆိုသည်မှာစိတ်ကိုမိတွယ်၍ဖြစ်ပေါ်လာသည့် သဘောတဘာဝတရားဖြစ်ပါသည်ကာကြီးအတွင်းနဲ့စိတ်အားတင်ချာဖြင့်ပြရသော တွေးတော်မူနှင့်ရှင်သောအတွင်းနဲ့စိတ်ဤအရေးအတွက်မှာ55ပါရှိပါသည်ခါခွေအတွင်းမဲ့စိတ်အားတင်ချာဖြင့်ပြရသော တွေးတော်မူနှင့်မရှင်သောအတွင်းမဲ့စိတ်ဤအရေးအတွက်မှာ66ပါရှိပါသည် အတွေးနဲ့စိတ်နဲ့အတွေးမဲ့စိတ်ပေါင်းမှာ120တပါးရှိပါသည်အတွေးမဲ့စိတ်တို့ဤအမည်နှမျိုးကိုဖော်ပြ၍ပင်ကိုယ်တဘာဝအဝိတကစိတ်တို့ကိုလည်းရေတွေ့ပြခဲ့ပါအတွေးမဲ့စိတ်တို့ဤအမည်နှမျိုးမှာ1ပင်ကိုယ်တဘာဝအဝိတက ပင်ကိုယ်ကအတွေးမပါသောစိတ်နှင့် ဘာဝနာဗလာအာဝိတက်ကဘာဝနာဆန်းအားကြောင့်အတွေးမဲ့သားသောစိတ်တို့ဖြစ်ပါသည်၁ပင်ကိုယ်သဘာဝအာဝိတက်ကစိတ်ပင်ကိုယ်ကအတွေးမပါသောစိတ်တို့ကိုရေတွက်ပြရသော၁မျက်စိကမြင်ပြီးသိသောစိတ်၂မျိုးမြင်သည့်စိတ်၂နာကကြားပြီးတည်သောစိတ်နှမျိုးကြားသည့်စိတ် ုံနှကောင်းမှာအနှံ့ရပြီးတိတော်စေနှမျိုးနံတိစိတ်၄ရှာမအရသာတွေ့ပြီးတိတော်စေနှမျိုးစာတိစိတ်၅ခန္ဓာကိုယ်ကထိပြီးတိတော်စေနှမျိုးထိတိစိတ်ဘောင်း၁၀ပါးရှိပါသည် မိษาဝိတေပေဖြောင်းနီးကိုဟောကြားထားသည့်တုတ်တော်အမိကိုဖော်ပြ၍မှန်သော အတွေ့မှားသော အတွေ့များကြောင့်ဖြစ်ပေါ်နိုင်သည့်ကောင်းကျိုးဆိုးကျိုးများကိုလည်းဖော်ပြခဲ့ပါမိษาဝိတေပေဖြောင်းနီးကိုဟောကြားထားသည့်တုတ်တော်အမိမှာဝိတက်ကတန်ဌာနတုတ်ဖြစ်ပါသည် မှန်ကန်သောအတွေ့မှားသောအတွေ့များကြောင့်ဖြစ်ပေါ်နိုင်သည့်ကောင်းကျိုးဆိုးကျိုးများကိုဖော်ပြရသောမှန်သောအတွေ့များသည်တွေ့တဲ့ယင်မကင်ရှစ်ပါအဝင်တမာတင်ကပ်ပမှန်ကန်သောအတွေ့ဖြစ်၍နိဗ္ဗာန်ရာကြောင့်ဖြစ်စီပါသည်မှန်ကန်သောအတွေ့များကိုမိမိဤစိတ်တွင်တည်ထောင်ပေးပြီး မာရင်သောအတွေ့များကိုဖယ်ရှားပြည်ရန်လိုအပ်ပါသည်မာရင်သောအတွေးမှာအပြည့်ရှိသော အတွေးဆင်းရဲသောအကျိုးကို ထုတ်လုပ်တတ်သော အတွေးများဖြစ်၍အပယ်ငရဲကြစေတတ်သောဆိုးကျိုးကိုရစေနိုင်ပါသည်ထို့ကြောင့်မှန်ကန်သောအတွေးမှာအပြည့်ကင်းပြီးကောင်းကျိုးချမ်းသာကိုရစေ၍ မမာရင်ရင် တွေးသောအတွေ့များမှာအပြစ်ရှိ၍စိုးကြိုးများရစီပါသည်ရဗုဒ္ဓဒေသနာ၌လမ်းမလမ်းမှန်ထိုနှစ်တန်တွင် မြည်သည့်လမ်းကို အရင်ညွှန်းသည်နီကြောင်းကျိုးချိန်စားဥပမာပြ၍ဖြစ်ဆိုခဲ့ပါမြတ်ဗုဒ္ဓဒေသနာ၌လမ်းမလမ်းမှန်ထိုနှစ်တန်တွင် မလိုက်ရမီလမ်းကို အရင်ညွှန်ပါသည် လိုက်ရမည်လမ်းကိုနောက်မှညွှန်ပါသည် အဘယ်ကြောင့်ဆိုတော့မလိုက်ရမည်လမ်းကို လိုက်မိလျင်ဒုက္ခအကြီးကျယ်ရောက်သွားတတ်ပါသည်လိုက်ရမည်လမ်းကို မလိုက်မိလျင်အစင်မပြေယုံသာရှိပါမည်ဒုက္ခအကြီးကျယ်မရောက်နိုင်ပါဥပမာမင်္ဂလာတုတ်တွင်အာတိဝနာစပါလာနှင့်လူမိုက်နှင့်မပေါင်းရဟုရှေးဥစွာ ဟောခဲ့ပါသည် ဥပမာအစာတစ်ခုကအစိတ်ရှိနေပြီးအစာတစ်ခုကအစိတ်မရှိပါသို့တော့ခန္ဓာကိုယ်ကိုအကျိုးမပြုပါထိုအစာနှစ်ခုကိုမသိ၍စားမိပုဂ္ဂိုလ်အတွက်အစိတ်ရှိသောအစာကိုမစားမိရန်အရေးကြီးပါသည်စားမိလျင်ချက်ချင်းဒုက္ခရောက်နိုင်ပါသည်အစိမ့်မရှိသောအစာကိုစားမိပါကအကျိုးမပြုံမှာဖြစ်ပြီးဒုက္ခမရောက်နိုင်ပါ။ ထို့ကြောင့်မြတ်စွာဘုရားသည် မလုံရမီအရာလမ်းမကို အရင်ညွှန်ပြခြင်းဖြစ်ပါသည် ကာကြီးမိစ္ဆာဝိတက်၃ပါးခါခွေတန်မာဝိတက်၃ပါးတို့ကိုမမားအောင် ရေတွက်ပြခဲ့ပါ ကာကြီးမိစ္ဆာဝိတက်၃ပါးမှာတိစန္ဒုပတန်ဟိတလောဘနှင့်တွေးသော အတွေ့ကာမဝိတက်နှင့် ဒေါသူပတန်ဟိတာဒေါသနှင်းရှင်တွဲလာသောအတွေ့ပြာပါရဝိတေ၃ဝိဟိန္တာဝိတေသူတပါဒုက္ခရောက်စေရန် တွေးသောအတွေ့အချုံနှင်းမရန်တွေးသောအတွေ့ဟု၍ဖြစ်ပါသည်ခါခွေတမဝိတေ၃ပါးမှာ၁နိခမဝိတေကာမဂုဏ်အာယုံများကိုဖယ်ရှားပြီးတရားနာသွားမည်ဒါနကောင်းမှုပြုမည် သီလစောင့်မီကမ္မထံတရားအားထုတ်မီစသဖြင့်တွေးသောအတွေ့နှင့်အပြာပါဒဝိတ္တမေတ္တာနှင့်တွေးသောအတွေ့အများတတဝါအလုံးချမ်းသာကြပါစေဟုတွေးသောအတွေ့၃အာဝိဟိန္တာဝိတ္တကရုဏာနှင့် တွေးသော အတွေ့ဟု၍ဖြစ်ပါသည်မိသားစုကြည်ပါချမ်းသာရင်လူချင်းလောဘနှင့်တွေးသော အတွေ့၌အပြစ်ရှိပါသလား ဆိုးကျိုးများကို ဖော်ပြ၍၎င်းတွေးကိုမထိန်ချုပ်နိုင်လျင် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့်ဆိုးကျိုးများကိုဖော်ပြပါမိသားစုကြီးပွားချမ်းသာရင်လူချင်းလောဘနှင့်တွေးသောအတွေး၌အပြစ်ရှိပါသည်ဆိုးကျိုးများကိုဖော်ပြရသောလောဘနှင့်တွေးသောအတွေးမှ ကောင်းကျိုးချမ်းသာတဲ့ဆိုးကျိုးပေးခြင်းများပုံများပါသည် ထိုအတွေးမျိုးတွင်းနေလျင်မှန်ကန်သော အသိဉာဏ်မဖြစ်ပေါ်လာနိုင်တော့ပါ ကာမိစန္ဒနိဝရဏဟုခေါ်ပါသည် လောဘမှာကောင်းသောအရာများကို ပိတ်ဆို့ထားတတ်၍ဉာဏ်အသိပညာကို အားပြော့သွားနိုင်သည့်ဆိုချိုးများရရှိသွားနိုင်ပါသည်၎င်းတွေးကိုမထိန်ချုပ်နိုင်လျင်လောဘကြီးထွားလာပြီး နောက်ဆုံးရာဇဝတ်မှုများကျူးလွန်လာနိုင်ပါသည်မိမိပစ္စည်းတွေမကသူများပစ္စည်းပါလိုချင်လာနိုင်ပါသည် ထို့ကြောင့်ထို့အတွေးမျိုးသည်တာဝိစ္စအဖြစ်ရှိပါသည်ဒုက္ခဝိပါကဆင်းရဲသောဆိုးကျိုးများကို ရရှိနိုင်ပါသည် ဒေါသနှင့်တွေးသောပြာပါရဝိတ္တအတွေးများကိုသက်ရှိသက်မဲ့ခွဲခြား၏ရွေတွက်ဖော်ပြခဲ့ပါဒေါသနှင့်တွေးသောပြာပါရဝိတ္တဒေါသူပတန်ဟိတအတွေးများကိုသက်ရှိနှင့်ပသက်၍ရွေတွက်ပြရသောတိသက်ရှိနှင့်ပသက်၍အာဃာရဝိထု၉မျိုးနှင့်သက်မဲ့နှင့်ပသက်၍၁မျိုးဘောင်း၁၀မျိုးရှိပါသည် ၎င်းတို့မှာသက်ရှိနေပသက်၍အာဂါရဝိထု၉မျိုးဤပုဂ္ဂိုလ်သည်၅ရက်အကျိုးမဲ့ကို၁ရင်ကလည်းလုတ်ခဲ့တယ်၂အခုလည်းလုတ်နေတယ်၃နောင်လည်းလုတ်အောင် မှာပဲလို့မကြင်မနက်တွေးမှု၃မျိုးငါနဲ့ခင်မင်နဲ့ပုဂ္ဂိုလ်ရဲ့ပျက်စီးနှစ်နာ ဆုံးရှုံးမှုတွေကို၁အရင်ကလည်းလုတ်ခဲ့တယ်၂ အခုလဲလုံနေတယ်။နောင်လဲသုံးနောင်လဲလုံအောင်မှာပဲလို့မကြင်မနဲ့တွေးမှုသုံးမျိုး။ငါနဲ့မတဲတဲ့ပုံကိုကိုကောင်းကျိုးချမ်းသာတွေရအောင်ဒီလူကတစ်အရင်ကလဲကုညီခဲ့တယ်။နှစ်အခုလဲကုညီနေတုံးပဲ။သုံးနောင်လဲကုညီအောင်မှာပဲလို့မကြင်မနဲ့တွေးမှုသုံးမျိုး။အားလုံးပေါင်းလိုက်ရင်ကိုမျိုးရှိပါသည်။ တမဲ့နှင့်ပတ်သက်၍မြင်မြင်သမျှစိတ်တူနေတတ်သည့်အထာနာကောပဒေါသနှင့်ပတ်သက်လာသည့်အတွေ့တစ်မျိုးတရှိတမဲ့စုစုပေါင်းမှ10မျိုးဖြစ်ပါသည်နိခမဝိတေအပြာဝါဒဝိတတုဤကောင်းချိုးများကိုလည်းရေတွက်ပြခဲ့ပါနိခမဝိတေကာမဂုံ အာယုံများကိုဖယ်ရှားပြီး ကောင်းသောအလုတ်များလုံမည်စသည့်တွေးသော အတွေးဤခေါင်းကြိုးများကို ရေတွေ့ပြရသော၁နာဝစ္စအဖြစ်ကင်းယုံမကသုခဝိပါက ချမ်းသာသော အကျိုးကိုပါရစီပါသည်၂လောဘကိုဖယ်ရှားနိုင်သည့်သဘာဝတရားအာလောဘနှင့်ရှင်လာသည်၃လူဒန်းရန်စိတ်ကူးလာပါသည်၄ကုညီခြင်းစိတ်ဖြစ်လာပါသည် 5. မိမိပစ္စည်းကိုစွန့်လွတ်ခြင်းလာသည် 6. အများနှင့်ဝေငှခြင်းလာ၍ကုသိုလ်စိတ်ဝင်လာပါသည်တို့ဖြစ်ပါသည်အပြဘာရဝိတ္တမေတ္တာနှင့်တွေးသော အတွေ့အများသရဝါ၏ချမ်းသာကြပါသည် ဟုတွေးသောအတွေ့ဤကောင်းချိုးများကို ရေတွက်ပြရသော၁ကောင်းသောအတွေ့ကို တွေးသည့်အတွက်ကောင်းသောစကားပြောလာပါသည်၂ ကောင်းသောအလုပ်များလုပ်လာပါသည်၃ကိုယ်တိုင်လည်းအပြစ်ကင်းသည်၄ကိုယ်တိုင်လည်းကောင်းကျိုးချမ်းသာရသည်၅သူတစ်ပါးလည်းကောင်းကျိုးချမ်းသာရသည်လို့ဖြစ်ပါသည် အတွေးပေဖြောင်းဤတို့ကိုမှန်ကန်စွာရေတွဲပြ၍တင်စိတ်တို့လာလျင်မြည်ကဲ့သို့ပေဖြောင်းမြည်ဤဖြစ်ဆိုခဲ့ပါ တွေးပေဖြောင်းဤတို့ကိုမှန်ကန်စွာ ရေတွဲပြရသော၁အာယုံပြောင်း ဖြည့်ရှင်းဤ၂အပြစ်ကိုတွေး၍မိမိတွေးသောအတွေ့ဤအပြစ်ကို စင်ခြင်းသုံးသပ်ဖြည့်ရှင်းဤ၃စိတ်ထဲမှာမထားဘဲမေးပြစ်ခြင်းဤ၄အတွေ့ဤအခြေအမြစ်ကိုရှာ၍ဖြေပြောက်သည့်ဤ၅ စိတ်နှင့်ဖိနှိပ်ပြီးများရအောင်ကြိုးစားသည့်ဤတို့ဖြစ်ကြပါသည်ကျွန်ုပ်စိတ်တို့လာလျင်အောက်ပါနီးလန်းများနှင့်ပယ်ဖျောက်ပါမည်ကျွန်ုပ်သည်သက်ရှိအပေါ်စိတ်ကိုမုန်းတီးဒေါသဖြစ်လာလျင်၁မေတ္တာပွားကြည်ပါမည်မရလျင်၂ဂရုဏာထားကြည်ပါမည်မရလျင်၃ကံကံဤအကျိုးကိုတွေးပါမည်၄ ူလဲသူကန်နေသူငါလဲငါကန်နေငါဟုတွေ့ရပါမည်မရလျင်ငါမေးပြစ်လိုက်ပါမည်ဤကဲ့သို့ဖြင့်ကျွန်ုပ်သည်တက်ရှိအပေါ်စိတ်တုန်နေမှုနှင့်နှလုံးသားထဲမှပူလောင်နေမှုကိုပယ်ဖြောက်ပါမည်ကျွန်ုပ်သည်တမဲအပေါ်စိတ်တို့ဒေါသထွက်လာလျင်ဓာတုမနတိကာရဓာတဘောဖြင့်တွေးကြည့်ပါမည် ကျွန်ုပ်စိတ်တိုးနေသောတရားသည် ပထဝီဓာတ်ဧဇောဓာတ်အာဘောဓာတ်စသည်ဖြင့်တရားကိုသိရှာချလိုက်သောအခါကျွန်ုပ်၏စုတ်တင်နေမှုများသည်တရားမရှိတော့ပဲပြောင်းလင့်သွားနိုင်ပါသည်တင်တန်တန်ဝဲမတိမှုမောဟဖြင့်တွေးသော အတွေ့များကိုပယ်ဖြောက်ပြ၍ အကောင်းသည့်အတွေးမှန်သည်များထိန်းချုပ်နိုင်လျင်ရရှိနိုင်သည့်အကျိုးများကိုလည်းဖော်ပြခဲ့ပါကျွန်ုပ်ဤသင်္ဏဝဲမတိမှုမောဟဖြင့်တွေးသောအတွေးများကိုပယ်ဖျောက်ပြရသော၁ဆရာကောင်းတမားကောင်းထံစီကပ်ပြီးဘုသူတာစီပူးပါမည်တရားနာပါမည်၂ ဆရာကောင်းသမားကောင်းထံချင်းကပ်ပြီးပညာသင်ပါမည်၃ကျွန်ုပ်တင်ထားသော အကြောင်းအရာများရှင်းလင်းစေရန်မိကွန်းထုတ်၍အပြေရှားပါမည်၄တင်းလျော်သည့်အခါတရားနာပါမည်၅အကြောင်းဟုတ်မဟုတ်သိအောင်ဆုံးဖြတ်နိုင်အောင်လုပ်ပါမည်စသည်တို့ဖြင့်ပယ်ဖျောက်ပါမည် မကောင်းသည့်အတွေးမှန်သမျှထိန်းချုပ်နိုင်လျင်ရရှိနိုင်သောအကျိုးများကိုဖော်ပြရသော၁တွေ့တာမှုများအလုံးဖယ်ရှားနိုင်သွားလိမ့်မည်၂။တန်ရောစင်များလည်းကင်းသွားလိမ့်မည်၃။အထင်အမြင်ဆိုသည့်မမာနများကျသွားပြီ။နောက်ဆုံးမှဒုက္ခဟုသမျှလုံးဝကင်းလွတ်သွားလိမ့်မည်။စသည်အကျိုးများရရှိနိုင်ပါသည်။ တမသင်္ကပ္ပမံကင်စာတွေးတော်ခြင်းဝိတကအတွေးများသင်္ကပ္ပနှင့်ဝိတကဆိုဒီမှာစကလုံးချင်း မတူတော်လေတဘာဝတရားတစ်ခုတည်းကိုသာ ဖော်ပြတာဖြစ်ပြီးဝိတက်အတွေးကိုပဲပြောတာဖြစ်ပါသည် နိဂန္နာနာလာပုဒ္ဒဆရာကြီးမှာသူဤဝါဒကိုဂျိန်ဝါဒဟုခေါ်သည်အိန္ဒိယမှာထောင်ကားနေစေဘာသာတရားတစ်ခု ဖြစ်ပါသည် နာလာပုဒ္ဒကိုဂျိန်စာပေအရဝရုမာနမဟာဝိရလူခေါ်ပါသည် စိတ်ဓာတ်တကြွယ်တွင်ရည်သည့်ဉာဏ်ရှိသည်နီစိတ်ဓာတ်တကြွယ်တွင်ဗရိမ္ဗံဉာဏ်ရှိပါသည်အာဝိတကအာဝိစာရသမာဓိဆိုသည်မှာအတွေးမပါသော သမာဓိကိုခေါ်ပါသည်ပညာယာဒုဗလီကရဏောဆိုဒီမှာအသိပညာတွေကို အားနေသွားစေတဲ့ ဉာဏ်ပညာအားပြော့သွားစေသည်တို့ဖြစ်ပါသည်အဉ္ဉဏ်နိမိတံမနတိကာတဗံအာယုံပြောင်းပြီးကြီးလိုက်ပါဟုအိဗေရပါသည်အတုဘာယစိတ်တံဘာဝေဟိမာနာနှုတ်တယမုစေဟမတင့်တယ်ဘူးဆိုတာတွေးပါမာနာကိုဖယ်ရှားပါ တာဝကာလိကအခိုက်တန့်လေးပဲရှိတယ်။ဒန္ဒီဘိဒန္တာမာရာယဇိဝါယတာလုံးအဟိစ္စအန်ကျိတ်ပြီးတော့လောရမယ်လို့အဓိပ္ပာယ်ရပါတယ်။ဇိဝါယတာလုံးအဟိစ္စဆိုတာရှာနဲ့အာခံကို တောက်တက်ခောက်ပြီးဒါမျိုးဖြစ်ကိုမဖြစ်ရဘူးလို့စိတ်ကို စိတ်နဲ့ဖိနှိပ်တဲ့ တွေးကိုဖယ်ရှားတာကိုခေါ်ပါသည်စိတ်စေတသိက်တို့ဤသဘောတဘာဝကို ရေးသား၍အတွေးဆိုသောစကလုံးသည်မြည်သည်ဤအမည်ဖြစ်သည်ဖြစ်ဆိုခဲ့ပါစိတ်ဆိုသည်မှာအာယုံကိုတိတတ်သော သဘောတဘာဝဖြစ်ပါသည်စေတသိက်ဆိုသည်မှာစိတ်ကိုမိတွယ်ပြီးဖြစ်ပေါ်လာသော သဘောတဘာဝဖြစ်သည် အတွေးဆိုသောစကလုံးသည် စေတသိက်တစ်ခု၏အမည်ဖြစ်ပါသည်တွေးတော်မှုနှင့်ရှင်သောစိတ်မရှင်သောစိတ်တို့၏အရေးအတွက်ကိုတင်ချာမြဖော်ပြ၍အတွေးမဲ့စိတ်၏အမည်နှမျိုးကိုလည်းဖော်ပြခဲ့ပါတွေးတော်မှုနှင့်ရှင်သောစိတ်သည်55မျိုးရှိပါသည် တွေးတောမှုနှင့်မရှင်သောစိတ်ဤအရေးအတွက်မှာ66မျိုးရှိပါသည်တွေးတောမှုနှင့်ရှင်သောစိတ်မရှင်သောစိတ်တို့ဤအရေးအတွက်ကိုတင်ချာမြဖော်ပြရသောစိတ်ပေါင်း121တင်ချာကနန်းကိုရရှိပါသည်အတွေးမဲ့စိတ်ဤအမည်နှမျိုးမှာတိတဘာဝအဝိတက်ကပင်ကိုကအတွေးမပါတဲ့စိတ်နှင့်နှင့် ဘာဝနာဗလအဝိတကဘာဝနာဆွမ်းအားကြောင့်အတွေးမဲ့သွားသော စိတ်တို့ဖြစ်ပါသည် မကောင်းသည့်အတွေးများကိုပယ်ဖြောင်နည်းများ ဟောကြားထားသည့်တုတ်အမိကိုဖော်ပြ၍မာရင်စွာတွေးခြင်းမှန်ကန်စွာ တွေးခြင်းတို့ကြောင့်ဖြစ်ပေါ်နိုင်သည့်အကျိုးတရားတို့ကိုလည်းဖော်ပြခဲ့ပါ မကောင်းသည့်အတွေးများကိုပယ်ဖြောင်းနည်းများဟောကြားထားသည့်တုတ်ဤအမည်မှာဝိတက်ကတန်ထာနာတုတ်ဖြစ်ပါသည်။မှားရင်းစွာ တွေးခြင်းကြောင့်ဖြစ်ပေါ်နိုင်သော အကျိုးတရားမှာ အပယ်ငရဲကျစေတတ်ပါသည်။မှားရင်းစွာတွေးခြင်းသည် အပြစ်ရှိသော အတွေးဖြစ်၍စင်ရဲသော အကျိုးကို ထုတ်လုပ်တတ်၍ထိုအတွေးမျိုးကိုဖယ်ရှားရပါပြီ။ မှန်ကန်စွာ တွေးခြင်းကြောင့်ဖြစ်ပေါ်နိုင်သော အကျိုးတရားမှာမဂ္ဂင်၈ပါးအဝင်တမာသင်္ကပ္ပမှန်ကန်သော အတွေ့ဖြစ်၍နိဗ္ဗာန်ရာကြောင့်ဖြစ်စီပါသည်မှန်ကန်သော အတွေ့သည် အပြစ်ကင်း၍ကောင်းကျိုးချမ်းသာကိုပေးပါသည်ယေဆွာဖျားသည်ကောင်းသောလမ်းမကောင်းသောလမ်းတို့ကိုညွှန်ရ၌ ညီသည့်လမ်းကို အရင်ညွန်သည်။အဘယ်ကြောင့်နီးဥပမာပြဖြစ်ဆိုခဲ့ပါ။မြတ်စွာဘုရားသည် ကောင်းသောလမ်းမကောင်းသောလမ်းတို့ကိုညွန်ရ၌မကောင်းသောလမ်းကို အရင်ညွန်ပါသည်။ကောင်းသောလမ်းကိုနောက်မှညွန်ပါသည်။အဘဲကြောင့်ဆိုသော မကောင်းသောလမ်းကိုလိုက်မိလျင်ဒုက္ခအကြီးအကျယ်ရောက်သွားတတ်ပါသည်။ ကောင်းသောလမ်းကို မလိုက်မိလျင် အစင်မပြေုံသာရှိပါမည်။ဥပမာမင်္ဂလာတုတ်တွင်အာတိဝနာစပါလာနေလူမိုင်းနှင့် မပေါင်းရဟုရှေးဥစွာဟောခဲ့ပါသည်။အစိတ်ရှိသောအစာကို မစားမိရင်ပိုအရေးကြီး၍အရင်ဥစွာတားမြစ်ရင်အရေးကြီးသလိုမျိုးဖြစ်ပါသည်။ အစိမ့်မရှိသော အစာမှာစားမိတော့လဲအကျိုးမပြုုံသာ ဖြစ်ပါသည်အစိမ့်ရှိသော အစာကိုမတားမြင့်မိ၍စားမိလျင်ချက်ချင်းဒုက္ခရောက်စေနိုင်ပါသည် ထို့ကြောင့်မကောင်းသောလမ်းကို အရင်ညွှန်းခြင်းဖြစ်ပါသည်မှားယွင်းသည့်အတွေ့မိစ္ဆာဝိတ္တနှင့်မံကန်သော အတွေ့တန်မာဝိတ္တတို့ကို ပြည့်စုံစွာဖော်ပြခဲ့ပါသည် မာယင်းသည့်အတွေ့မိစ္ဆာဝိတက်သုံးပါးမှာတစန္ဒူပတန်ဟိတလောဘနှင့် တွေးသောအတွေ့ကာမဝိတက်နှစ်ဒေါသူပတန်ဟိတဒေါသနှင့်တွေးသောအတွေ့ဖြာပါရဝိတက်သုံးသူတစ်ပါးဒုက္ခရောက်စေရန် တွေးသောအတွေ့ဝိဟိန္တာဝိတက်တို့ဖြစ်ပါသည် မှန်ကန်သော အတွေ့တမာဝိတက်၃ပါးမှာ၁ကာမဂုဏ်အာယုံတွေကိုမျက်နှာလွဲပြီးကောင်းသောအလုတ်သာလုံမည်ဟုတွေးသောအတွေ့နိခမဝိတက်၂မြစ်တာနှင့်တွေးသောအတွေ့အပြာပါဒဝိတက်တော်ဂယုနာနှင့် တွေးသောအတွေ့အာဝိဟိန္တာဝိတက်တို့ဖြစ်ပါသည်မိမိမိသားစု စာဝိနေရေးကိစ္စများအစဉ်ပြေစေရန်လိုချင်မှုနှင့်တွေးသောအတွေးသည် အပြည့်ရှိပါသလားဖြေဆို၍ထိုအတွေးမျိုးရှိနေလျင်မထိန်ချုံနိုင်လျင်မိတို့ဖြစ်လာနိုင်သနည်းမိမိ၏မိသားစုစာဝိနေရေးကိစ္စများအစဉ်ပြေစေရန်လိုချင်မှုဖြင့်တွေးသောအတွေးသည် အပြည့်ရှိပါသည် ထိုအတွေးမျိုးရှိနေလျင်မှန်ကန်သောအသိဉာဏ်မရနိုင်ပါ ကောင်းသည့်အတွေးများကို ပိတ်ဆို့ထားပါသည်အတိညာဉ်ပညာကိုအာပြော့သွားစေပါသည် ကာမစ္ဆန္နနိဝရဏဟုခေါ်ပါသည်ထို့အတွေးမျိုးကိုမထိန်ချုပ်နိုင်လင် လောဘကြီးထွားလာပြီးနောက်ဆုံးတွင်ရာဇဝတ်မှုများကျူးလွန်လာနိုင်ပါသည်မိမိပစ္စည်းသာမက သူများပစ္စည်းပါလိုချင်လာနိုင်သည် ထို့ကြောင့်ထိုတွေးများသည် အပြည့်ရှိပါသည်ဆင်းရဲသောအကျိုးကိုပေးနိုင်ပါသည်ဒေါသနှင့်တွေးသော အတွေးဆယ်မျိုးကို ရေးတွဲဖော်ပြခဲ့ပါဒေါသနှင့်တွေးသော အတွေးဒေါသူပတန်ဟိတဆယ်မျိုးကို ရေးတွဲပြရသောဤပုဂ္ဂိုလ်သည်ငါရဲ့အကျိုးမဲ့ကိုတိအရင်ကလည်းလုပ်ခဲ့တယ် နှစ်အခုလဲလုံနေတယ်သုံးနောက်လဲလုံအောင်မှာပဲဟုတ်မကျင်မနက်တွေးမှုသုံးမျိုးငါနဲ့ခင်မင်နဲ့ပုပ်ကိုရဲ့ပျက်စီးနှစ်နာဆုံးရှုံးမှုကို၁အရင်ကလဲလုတ်ခဲ့တယ်နှစ်အခုလဲလုံနေတယ်သုံးနောက်လဲလုံအောင်မှာပဲဟုတ်မကျင်မနက်တွေးမှုသုံးမျိုး ငါနဲ့မတည့်တဲ့ပုံကိုကိုကောင်းကျိုးချမ်းသာရရအောင်တစ်ဒီလူကအရင်ကလည်းကူညီခဲ့တယ်နှစ်အခုလည်းကူညီနေတော့ပဲသုံးနောက်လည်းကူညီအောင်မှာပဲဟုမကြင်မနဲ့တွေးမှုသုံးမျိုးအားလုံးပေါင်း6မျိုးနှင့်30တမဲနှင့်ပတ်သက်၍မြင်မြင်သမျှစိတ်တို့တတ်သည့်အထာနကောပါတို့ဖြစ်ပါသည် နိခမဝိတက်ဟုသည်အဘယ်သို့ တွေးခြင်းဖြစ်ပါသည်။ထိုသို့တွေးသဖြင့်ရနိုင်ရရှိနိုင်သောအကျိုးတရားများကိုလည်းဖော်ပြခဲ့ပါ။နိခမဝိတက်ဟုသည် ကာမဂုဏ်အာယုများကိုညနာလွဲပြီးတရားနာသွားမယ်၊ဒါနကောင်းမှုပြုမယ်၊သီလဆောက်မယ်ဟုကောင်းတဲ့အလုပ်တွေသာလုပ်မယ်ဆိုတဲ့အတွေ့ဖြစ်ပါသည်။ ထို့သို့တွေးသဖြင့်ရရှိနိုင်သောအကျိုးတရားများမှာ၁အနဝိဇ္ဇအပြစ်ကင်းသည်ဒုက္ခဝိပါက ချမ်းသာသောအကျိုးများကိုရမည်၂လှူဒန်းရန်စိတ်ကူးလာပါသည်၃ကုညီခြင်းလာသည်၄စွန့်လွတ်ခြင်းလာသည်၅အများနှင့်ဝေငှခြင်းလာ၍ကုသိုလ်စိတ်ဝင်လာပါသည်ပူသောအကျိုးတရားများကိုရရှိမည်ဖြစ်ပါသည် ဒေါသမောဟတို့နှင့်တွေးသောအတွေ့များကိုပယ်ဖျောက်ရန်ဤစနစ်တို့ကို ပြည့်စုံစွာဖော်ပြခဲ့ပါဒေါသနှင့်တွေးသော အတွေ့များကိုပယ်ဖျောက်ရန်ဤစနစ်တို့ကို ပြည့်စုံစွာဖော်ပြရသောတတ်ရှိအပေါ်မုံတိစိတ်ဖြစ်လာလျင်၁မေတ္တာပွားပါ၂ဂရုဏာထားပါ၃မရလျင်ကံကံဤအကျိုးကိုတွေးပါ လေသူလဲသူကန်နဲ့သူငါလဲငါကန်နဲ့ငါဟုတွေးပါငါမရလျင်မေ့ပြစ်လိုက်ပါတက်မဲ့အပေါ်မုံဒီစိတ်ဖြစ်လာလျင်ဓာတုမနတိကာရဖြင့်ဓာတ်ဘောကိုတွေးကြည့်ရမည်ပထဝီဓာတ်တေဇောဓာတ်အာဘောဓာတ်စသည်ဖြင့်အမုံတရားကိုတေချာရှာလိုက်လျင် အမုံတရားသည် တရားမရှိပဲပြောင်းလဲသွားနိုင်ပါသည်တို့ဖြစ်ပါသည်မောဟနှင့်တွေးသောအတွေးကိုပယ်ဖြောက်ရင်ဤစနစ်တို့ကို ပြည့်စုံသွားဖော်ပြရသော၁လုတ်တင်တာကိုမလုတ်မလုတ်တင်တာကိုလုတ်ပြီးတွေးဝေမှုရှိသောသူသည် မတွေးဝေရအောင်ဆရာကောင်းတမားကောင်းထံချိတ်ခဲ့ရပါမည်နှစ်ဆရာကောင်းတမားကောင်းထံချိတ်ကပ်ပြီးပညာသင်ရပါမည်။ 3သင်ထားသော အကြောင်းအရာများရှင်းလင်းအောင် မေးခွန်းထုတ်ဖြေရှာရပါမည်4သင်လျော်သည့်အခါတရားနာရပါမည်5အကြောင်းဟုတ်မဟုတ်သိအောင် ဆုံးဖြတ်နိုင်အောင်လုပ်ရမည်လို့ဖြစ်ပါသည်အတွေးများမှာယုံထွက်ရန်ဤစနစ်တို့ကိုပြည့်စုံစွာဖော်ပြ၍အတွေးများကိုထိန်းချုပ်နိုင်ပါက ရရှိနိုင်သည့်အကျိုးတရားများကိုလည်းဖော်ပြခဲ့ပါအတွေးများမှာယုံထွက်ရန်ဤစနစ်တို့ကို ပြည့်စုံသောဖော်ပြရသော၁အာယုံပြောင်းပြီးတော့ဖြည့်ရှင်းသောဤ၂အပြစ်ကိုစင်ကျင်သုံးသက်ပြီးဖြည့်ရှင်းသောဤ၃မေးပြစ်သောဤ၄အရင်အမြင့်ရှာဖွေ၍ဖြည့်ဖြောက်သောဤ၅ ိတ်နှင့်ဖိနှိပ်ပြီးမြရရအောင်စူးစမ်းတဲ့ဤဟူ၍ငါးမျိုးရှိပါသည်အတွင်းများကိုထိန်ချုပ်နိုင်ပါကရရှိနိုင်သည့်အကျိုးတရားများမှာတတွေ့တာမှုများအလုံးဖယ်ရှားနိုင်လိမ့်မည်နှစ်တန်ရောစင်များလည်းကင်းသွားလိမ့်မည်သုံးအထင်နှင့်အမြင်ဆိုတဲ့မေမာနာများကျသွားပြီး နောက်ဆုံးမှာဒုက္ခဟုသည်များလုံးဝကင်းလွတ်သွားလိမ့်မည်တို့ဖြစ်ပါသည်ဗုဒ္ဓသာသနံစိရန်တိတ်တုဗုဒ္ဓသာသနံစိရန်တိတ်တုဗုဒ္ဓသာသနံစိရန်တိတ်တုသာဓုသာဓုသာဓုပါဗျာ